ိုင်းပြည်သားများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကျူဆာသတင်း channel မှာဒီကနေ့မတ်လ26ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြေတားရက်ကန် app ပါတယ်ခင်ဗျာဘုရားကပရမအုံဆုံးနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့စကောင်းစကရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာလတတိယပတ်စတုတ္ထပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တို့မှာ လေးချင်းခွဲပြီးပြုလုပ်မယ်လို့စကောင်းဆောင်ပြောဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။အချမ်းပဲစကောင်းစီကရေခောက်ပွဲကိုယခုနှစ်ဒီဇင်ဘာလတတိယပတ်စတုဒ္ဓပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တို့မှာလေးချင်းခွဲပြီးတော့ပြုလုပ်မှာဖြစ်တယ်လို့မင်းအောင်လင်ကပြောဆိုလိုက်ပါတယ်။ယမန်နေ့နေပြောမှာပြုလုပ်တဲ့စကောင်းစီစီဝေးမှာ၎င်းကထပ်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။စကောင်းစီကရေခောက်ပွဲကိုယခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့စတုဒ္ဓပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တို့တွင် ချင်းပပြလို့ရန်တို့ရထားကြောင်းဆေယနာတင်ပြီးတဲ့နောက်နှစ်နှစ်တာကာလအတွင်းရွေးကောက်ပွဲချင်းပနိုင်ရေးတို့ဆင်းစားဆောင်ရွက်ခဲ့ပေမဲ့ကိုဗစ် -19 အလွန်ကာလဖြစ်ခြင်းနဲ့ရွေးကောက်ပွဲချင်းပရန်တည်ငြိမ်မှုလိုအပ်နေတဲ့အချိန်ဖြစ်ခြင်းကြောင့်ချင်းပနိုင်ငံချင်းမရှိဘူးလို့ဆိုပါတယ်။ဒါပြင်အခုရွေးကောက်ပွဲမှာ electronic voting machine စနစ်နဲ့စာနာမဲပေးရန်ကြိုတင်ပြင်ဆင်လျက်ရှိကြောင်းရွေးကောက်ပွဲဥပဒေမှာရွေးကောက်ပွဲကိုဖျင်းနိုင်တဲ့ရွေးတနေတဲ့ချင်းပရန်အများပြည်သူယုံပေးရမှာပြုလို့ရန်ကြိုတင်ချင်းညာရန်ပြတ်တမ်းပါရှိကြောင်းထို့ကြောင့်ရွေးကောက်ပွဲပြုလို့ရန်တို့က ရဲအကန့်တက်ပြုလုပ်ထားခြင်းမရှိကြောင်းပြောရမှာဖြစ်ကြောင်းမြန်မာနိုင်ငံတိုင်းမှာပါလီမန်ဒီမိုကရေစီခေတ်ကလည်းပြည်တွင်းလက်နက်ကင်ပြည်ပခါတွေချောက်ရွေးကောက်ပွဲကိုတစ်ချိန်နဲ့ကျင်းပခဲ့ခြင်းမဟုတ်ကြောင်းမိမိတို့အနေနဲ့ရွေးကောက်ပွဲထားမြောက်တဲ့အဆင့်ကိုဦးစားပေးပြီးပြင်းပြအောင်ဆောင်ရွက်မှာဖြစ်တယ်လို့ဆက်လက်ပြောဆိုပါတယ်စကောင်းစီနေနဲ့လာမယ့်နှစ်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပပြီးစီးရန်ဆောင်ရွက်မှာဖြစ်တယ်လို့လည်းပြောဆိုပါတယ်စကောင်းစီက2020ရွေးကောက်ပွဲမှာဒီလူလူတို့ရဲ့ဆန္ဒအမဲ့အပြတ်တက်တဲ့ပြည်လုံးချုပ်အနိုင်ရရှိခဲ့တဲ့ NLD ပါတီရဲ့ခေါင်းဆောင်လည်းဖြစ် လူတို့ရွေးကောက်တင်မြောက်ထားတဲ့အစိုးရခေါင်းဆောင်လည်းဖြစ်တဲ့နိုင်ငံတော်သမ္မတဝေမြင့်နဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပို့ကိုတော်ဆန်းစုကြည်တို့ကိုဖမ်းဆီးချင်းချကာ NLD ပါတီကိုလည်းဖျက်သိမ်းထားတာဖြစ်ပါတယ်။နောက်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရွေးရောက်ပြီးသူတိုင်းစတဲ့မဝယ်မနေရစနစ်အေးပြထန်းနေဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ဗက်ဆက်ရှင်နေတဲ့အထက်အမျိုးသားအမျိုးသမီးများအနည်းဆုံးနှစ်နှစ်ကြာမဲ့စမှုထံစနစ်ကိုအရခတ်တော်အရေးကပြထန်းလိုက်ပြီးကျောက်တော့နယ်အများအုပ်မျိုးတွေမှာစတင်ချင်သုံးနေတယ်လို့သိရပါတယ်။လက်ရှိမှာအရခတ်တော်အရေးက ရခိုင်ပြည်နယ်ကျောက်တော်နယ်မြောင်းမြို့နယ်တွေမှာရခိုင်လူငယ်များကိုစစ်မှုထမ်းရန်ခေါ်ယူနေတယ်လို့ဒေသခံများထံကစုံစမ်းသိရပါတယ်။လက်ရှိအသက်18နှစ်မှအသက်45နှစ်အတွင်းအမျိုးသားများဖြစ်ပြီးအမျိုးသမီးဆိုရင်အသက်18နှစ်မှအသက်35နှစ်အတွင်းတာဝန်ထမ်းဆောင်ရမည်။စစ်မှုရန်ကာလနှစ်နှစ်ဖြစ်ပြီးမဲနိုင်ခေါ်ယူခြင်းဖြစ်တယ်လို့အေးထမစစ်မှုထမ်းမဲ့မြောင်းမြို့နယ်မှာတန်း26နှစ်ရွယ်အမျိုးသမီးတဦးကပြောပါတယ်။အေးတပွဲဝင်နေရွာထဲကိုလာပြီးတော့ဇီဝေးခေါ်ပြီးပြောပါတယ်။တိုက်တဲ့လူကလည်းတိုက်နေတယ်။မတိုက်ရသေးတဲ့သူတွေကလည်းအေးအေးထဲဝင်ပြီးတော့ ်ဇမှုထမ်းပြီးတင်ထားတဲ့မျိုးတွေရွာတွေကိုကာကွယ်ရမယ်လို့ပြောပါတယ်ဇမှုရန်ကာလကနှစ်နှစ်ပါလို့၎င်းကရှင်းပြပါတယ်လက်ရှိမှာဆိုပါမျိုးနယ်နှစ်ခုမှာဇမှုထမ်းရန်ဂျုံဝင်သူတွေကိုမဲလိုက်ပြီးအုပ်လိုက်ခိုးယူနေတယ်လို့ဇမှုထမ်းမှာခင်းလို့ရန်ကျွမ်းချက်တချို့ရှိတယ်လို့မြောင်မျိုးနယ်မှာ23နှစ်ရွယ်မျိုးသမီးတဦးကပြောပါတယ်မတမ်းမစွမ်းလို့ဂျမကြီးချိုးတက်တဲ့သူတွေတော့မပါဘူးလို့ဆိုပါမျိုးသမီးကဆိုပါတယ်အေးဟာရေးပေါ်ဇမှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီးရခိုင်ပြည်နယ်မျိုးနယ်တိုင်းမှာလူငယ်လူရွယ်များကိုဇမှုထမ်းရန်မကြခင်ခိုးယူမယ်လို့ အင်းနဲ့မြစ်ဆက်သူတဦးကလည်းပြောဆိုပါတယ်။မချမ်းမီမျိုးသားကားကိုရေးဆိုင်ရာရေးပေါ်ပြဋ္ဌာန်းချက်စစ်မှုတန်အုပ်တွေကိုပြည်သူများထံသို့နိုင်ငံရေးနဲ့အုပ်ချုပ်ရေးဌာနတို့မှရှင်းလင်းထုတ်ပြန်တော်မယ်ဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့နေမီတချို့မှာနိုင်ငံရေးမှုဒေတာအုပ်ချုပ်ရေးမှုတွေကကွင်းစင်ရှင်းပြလျက်ရှိပါတယ်။လက်ရှိရေးပေါ်ကာလမပြီးမချင်းအများဆုံး24လအထိဘေးရက်တဲ့တာဝန်ကိုထမ်းဆောင်ရမှာဖြစ်တယ်လို့၎င်းတို့ကပြောပါတယ်။ထို့ကဲ့သို့စစ်မှုတန်ခေါ်ရာမှာရှော့ပေါ့ခွင့်၊ရာယီရွှေဆိုင်ခွင့်ခင်လုတ်ခွင့်ဆိုင်ရာပြဋ္ဌာန်းချက်များလည်းပါရှိတယ်လို့သိရပါတယ်။ ရခိုင်ပြည်နယ်ရဲ့မြို့နယ်ဆလင်းမြို့နယ်ဖြစ်တဲ့တန်တွဲ၊ရံပြဲ၊ဘူတီတောင်၊ရေသိတောင်၊ပုံနေကျုံ၊ကြောက်တော်၊မင်းပြ၊မြောက်၊မြေပုံ၊ပေါတော်၊မောင်တော်၊အန်းတောင်ကိုကွာနဲ့ချင်းပြည်နယ်ဘလဝါမြို့နယ်တို့ကိုအေးအေးကတင်ပိုက်ထားပါတယ်။နောက်တစ်ထပ်မှပြန်ဆက်ပေးခြင်းနဲ့တရင်ကတော့ကျော်ဒကာမြို့အနီးမှာရှိတဲ့စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်သားစနစ်ကိုတင်ဆောင်ပြီးလက်နက်တလက်တင်ဆက်ရရှိတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။အဘိုးတိုင်းကျော်ဒကာမြို့အနီးမှာရှိတဲ့ဂျမ်းမက်စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရမှာစစ်သားစနစ်ကိုတင်ဆောင်ပြီးလက်နက်ငယ်တလက်နဲ့ခြေဆံများတင်ဆက်ရရှိခဲ့တယ်လို့ ဒိုကူမန့်တို့တရေမှာတော်ဝင်ရှိသူတို့ကပြောဆိုပါတယ်။ယမန်နေ့မတ်လ25ရက်နေ့မနက်အစောပိုင်း2:23မိနစ်ခန့်မှာကျောက်တကားမြို့အနီးမှာရှိတဲ့စင်ဝူလာရွာမှာအင်အား50ကျော်နဲ့ထိုင်ခြားတိုက်ဆွဲထားတဲ့အကြမ်းမဲ့စစ်တပ်စခန်းကိုဒေါ်လိုင်းသဘောတပွဲများကဝင်ရောက်ဖိကတ်တိုက်ခတ်ခဲ့ရာအပြန်အလှန်ဖိကတ်တိုက်ပွဲ၄နာရီကျော်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။အစောပိုင်းတိုက်ပွဲတွင်စစ်သား7ဦးတေဆုံးပြီးစစ်သား15ဦးခန့်ထိခိုက်ဒဏ်ရာရရှိကာဂျေတူရီမျိုးစားတနက်တလက်လက်နက်ငယ်ကြီးများနဲ့စစ်တုံးဖြစ်စီများတင်းဆက်ရရှိခဲ့ကြောင်းအကြမ်းမဲ့စစ်တပ်ကလည်းလေရင်ပစ်ကူများ လက်နက်ကြီးများနဲ့အပြင်းထန်ကူးကန်တိုက်ခိုက်နေခြင်းကြောင့်တော်လင်ရေတပိုးဝင်များပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။အလုံးစုံတိမ့်နိုင်ခြင်းတော့မရှိပါဘူး။ဒုံးပုံနှစ်ပုံလောက်တိတော့တိမ့်နိုင်ကြတယ်။မိုးလင်းသွားတော့လေရင်လာပြီးတော့ပြုတ်ကူပေးတာကိုလည်းခံလိုက်ရတော့ကျွန်တော်တို့အနေနဲ့နောက်ဆုတ်လိုက်ရတာပါ။ဒီညနေအင်အားတွေထပ်ဖြည့်ထားတာရှိပါတယ်။ဒီစခန်းကကြောက်ရကားမျိုးနဲ့အနည်းဆုံးစခန်းလို့ပြောလို့ရတာပေါ့။မျိုးနဲ့နေဆက်တဲ့စခန်းဖြစ်တဲ့တော့သူတို့တော်တော်ရုံခွင့်ရတဲ့သဘောတွေ့ရပါတယ်။လက်နက်ကြီးလေရင်မြေပြင်စစ်ကူအင်အားတွေပေါ့။အဲ့လိုမျိုးတွေနဲ့တုံးပြန်တာမျိုးတွေရှိပါတယ်လို့ အတူခုမှတ်တို့တရရမှာတော်ဝင်ရှိသူတို့ကပြောပါရင်အဆိုပါတကမ်းမှုကိုပြောရ25ဒန်စစ်ဌာနဘကိုစစ်စင်ရင်နဲ့မြင့်အမှတ်3900နဲ့တရင်စပိန်ဝါရီကကောလန်အတူခုမှတ်တို့တရရနဲ့ကရနလီတရင်ကိုတို့ပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ဒေါ်လိုင်းပူပေါင်းတပွဲများဘက်ကရဲဘော်တအူမြင်းမြဲစွာချဆောင်ခဲ့ကတကောဝင်တချို့ထိခိုက်တိုင်ရာရရှိခဲ့တယ်လို့သိရပါတယ်အခုပြည်သူတွေကိုတိုက်တွန်းနေတာကတော့ဘယ်တိုက်ပွဲကိုပဲဖြစ်ဖြစ်ဘဝင်းချင်းမှာရှိတဲ့အနီးနားကခြေဝါတွေအိမ်တွေကိုစစ်တပ်ကဖျက်ဆီးလေရင်လက်နက်ကြီးတွေနဲ့ပစ်တဲ့အတွက်ကြောင့် လုံချုံနဲ့ဖုံခိုချင်းနဲ့တိတိကျကျဒိုးစားဖို့တော့ကျွန်တော်တို့ဘက်ကဖြစ်စေချင်တာပေါ့တချို့ပြည်သူတွေကလည်းလိုက်ပါမှုကောင်းပါတယ်ဒါပေမဲ့တချို့ပြည်သူတွေကြတော့လည်းဂယုမဆိုင်တာမျိုးတွေတွေ့ရတယ်အားကြောင့်မလို့ခိုးမိတာဆိုလုံချုံဖို့တတ်တော့ဖုံခိုချင်းနဲ့ဒိုးထားပေးချဖို့ပြောချင်ပါတယ်လို့ထိုကမန်တို့တိုင်ရင်မှာတာဝန်ရှိသူတို့ကတိုက်တော့ပါတယ်ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ဗရောင်မျိုးနဲ့တိုက်ပွဲမှာမော်ဘီချေဆိုင်ခါလိုက်ရ61တိုင်ရင်မှာဂျောင်းပီးခါစာလိုတင်ပေါ်နန်ဝင်းအောင်ပါဝင်လိုတင်ပေါ်ရရှိလေးဦးတည်ဆုံးပြီး မိသားစုများကိုတလားကျော်မှစက်တကအတီးပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းဗရောင်းမြို့နယ်တိုက်ပွဲမှာအချမ်းဖက်စခုံးစီတပ်ရဲ့မော်ဘီချေဆိုင်ခါလေးရ97တပ်ရဲမှဝလုံးတင်နယ်ဆင်းထားတဲ့လုံတင်ပိုနန်ဝင်းအောင်ပါဝင်အလုံးတင်ပိုရာရှိပေါ့ဆာလေးကိုတည်ဆုံခဲ့တယ်လို့တပ်တွင်းသတင်းရှင်းမြစ်ကပြောပါတယ်။ဖေဗူအာရီလတွင်ရခိုင်နယ်ပဲခူးအစဗရောင်းမြို့နယ်မှာဖြစ်ပွားတဲ့တိုက်ပွဲများတွင်အချမ်းဖက်စက်တကရန်ကုန်ချေဆိုင်တပ်ရဲများဖြစ်တဲ့ခါလေးရ97မှဝလုံးတင်နယ်ဆင်းထားသူများနဲ့စစ်မှုထမ်းတင်းနှင်းများကိုအများဆုံးပို့ဆောင်တိုက်ခိုက်ခံခဲ့ကြသော ထပ်ပြီးလုံမြောက်လာတဲ့စမှုတန်တပ်သားတအုပ်ရဲ့အစိုးရအရောင်မျိုးနယ်အတွင်းထိုင်ပွဲများထဲမှာစစ်တပ်ကရာရှိနဲ့စစ်တား120ဦးကျော်တိုက်ဆုံခဲ့တယ်လို့သိရပါတယ်။အစိုးရထိုင်ပွဲတွင်မင်းလားမျိုးနယ်စင်ခဲလန်းရွာ RTC ရပ်ကွက်မှာနေထိုင်တဲ့ဦးမျိုးဝင်းနဲ့ဒေါ်နန်းနန်းတို့ရဲ့သားဖြစ်တဲ့အိုလုံးတင်နဲ့ဆင်ထားတဲ့လုံတင်ပေါ်နဝင်းအောင်လည်းပါဝင်တက်ခတ်ခဲ့ရပြီးတိုက်ဆုံခဲ့ကြောင်း။ဒါပြန်၎င်းနဲ့အတူပို့ဆောင်ခံရတဲ့စင်ခဲလန်းရွာမှာပိုလုံးတင်နဲ့ဆင်ထားသူ၃ဦးနဲ့တိုက်ဆုံခဲ့ကြောင်းသိရပါတယ်။တို့ရမှာစစ်တပ်ကလုံတင်ပေါ်များတိုက်ဆုံတဲ့တရင်ကိုချက်ချင်းအကြောင်းမကြားပဲ တလားကြော်ချာမက်ရှလာ23ရက်နေ့မှာမှာတည်ပေးကြောင်းအလုံးတင်ပုံနဝင်းအောင်တည်ဆုံးမှုတရင်ကိုချန်ရဲသူမိသားစုထံအကြောင်းကြားပေးမယ်ရုံလောင်းကိုလာရောက်ပို့ဆောင်ခြင်းမရှိကြောင်းအလုံးတင်ပုံနဝင်းအောင်ရဲ့မင်းသားညွန်းနဲ့နေမှာမက်ရှလာ23ရက်နေ့မှာစလို့ရဲလေတပိတ်တော့နိုင်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်နဝင်းအောင်ကမော်ဘီခြေဆိုင်ခါလိုက်ရ97တရင်ကဦးလောင်းတင်နဲ့ဆင်းပြီးပြီးချင်းဖေဗူအာရီလမှာပဲရခိုင်နယ်ပဲခိုးဆက်ဗရောင်းနိုးနယ်ဘက်ကိုပို့ခံရတာတိုက်ပွဲတို့မှာတည်ဆုံးတော့ပါတယ်မက်ရှလာ23ရက်နေ့ကစစ်တပ်ကမိသားစုထံအကြောင်းကြားခဲ့ပါတယ်အလောင်းတော်ပြမရအောင် တို့ဘေကခြေပြနေတာတက်ထွက်ပါတူတာကြီးကောင်ကမလေးရှားမှာနဝင်းအောင်ကငယ်ကောင်လို့တက်တွင်းတရင်ကြီးမျိုးကပြောဆိုပါတယ်အဲခိုင်းတဲ့ဘိုးဆက်ပထောင်မျိုးနဲ့များတွင်ထိတွေ့တိုက်ပွဲတွေမှာစကောင်းစီရဲ့ခါလေးရ97တရင်ဟာတက်ပြတ်သွားပြီးတင်ဆောင်သူနဲ့ထိခိုက်တရင်ရရှိသူလို့များပြားခဲ့တယ်လို့သိရပါတယ်နောက်တစ်ခါမှတင်ဆက်ပေးခြင်းနဲ့တရင်ကောင်ဒိုင်းဆိုးရကမယောင်းလင်းကိုဘင်းဆန်းညီလာခံတက်ရပေးကြတယ်ဆိုတဲ့ပေါ်အရက်ပက်ပွဲများအပြင်းထန်ရှုံးချတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်မြန်မာစကောင်းဆောင်ကိုဘင်းဆန်းညီလာခံတက်ရောက်ရန် ဟန်ဆိုးရကဖိတ်ကြားရတဲ့ဆိုတဲ့ပေါ်အပြင်းထန်ရှုံးချတယ်လို့လူခွင့်ရတကြွလို့ရှာတဲ့မြန်မာ ရပ်ပတ်ဖွဲ့စည်းများကဒီကနေ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ထိုင်းနိုင်ငံဗကောင်းမြို့မှာလာမယ့်ဧပြီလ3ရက်နေ့နဲ့4ရက်နေ့များမှာကျင်းပမယ့်အင်းဆက်ထိပ်သည့်ဈေးဝေးကိုမြန်မာစစ်ကောင်ဆောင်ကိုဖိတ်ကြားထားတယ်လို့ထိုင်း PPS သတင်းဌာနကပြီးခဲ့တဲ့ရက်ပိုင်းတွင်ကပေါ်ပြထားခဲ့ပါတယ်။ထိုင်းအင်္ဂလိပ်နေပေါ်ဘူတန်ဘင်္ဂလားဒေ့ရှ်မြန်မာနဲ့တရီလင်္ကာနိုင်ငံတို့ပါဝင်တဲ့အဆိုပါဘင်ဆက်ဖွဲ့ရဲ့ထိပ်သည့်ဆုံးလို့ပွဲကိုစစ်ကောင်ဆောင်ကိုတက်ရောက်စေမယ့်အစီအစဉ်ဟာ မြန်မာပြည်သူများရဲ့လူခွင့်ရေးနဲ့ဒီမိုကရေစီမျှော်မှန်းချက်များကိုပြောင်ပြောင်တင်းတင်းဆောက်ခွာလိုက်ခြင်းပဲဖြစ်တယ်လို့လူခွင့်ရေးတကြွလှုပ်ရှားတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar ကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ဒါပြင်မြန်မာအချမ်းပတ်စေကောင်းဆောင်ကိုပြင်ဆက်ထိပ်သည့်ဇွန်လပွဲကိုဖိတ်ကြားတဲ့ထိုင်းစိုးရရဲ့ဆုံးဖြတ်ချက်ကိုပြင်ထန်ရှုံးချတယ်လို့အခြားရပ်ဖက်ဖွဲ့စည်းဖြစ်တဲ့ Defend Myanmar Democracy အဖွဲ့ကလည်းထုတ်ပြန်ပြောဆိုထားပါတယ်။အခုထိုင်းနိုင်ငံဟာမယောင်းနိုင်ငံကိုမြန်မာနိုင်ငံကိုစလဲဖြစ်မှာပိတ်တင်ပါဘူး။သူကအစိုးရခေါင်းဆောင်မဟုတ်ပါဘူး။သူကစေအုပ်စုခိုင်ခေါင်းဆောင်ပါ။ သူ့ကိုကော်စော်နေပြင်ဖိတ်ခေါ်ဂုံပြဝမ်းမယ်စားရိုရန်ဂျာလူမျိုးတုံးထပ်ဖြတ်မှုကသူ့ရဲ့ခန်းကဏ္ဍတော့ကဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်အတိုင်းအာဂျင်တီးနားတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာပြီးသူ့ကိုဖမ်းဆီးတင်ပါတယ်လို့ဗန်မြန်မာဒီမိုကရေစီရဲ့ပြောရေးဆိုခွင့်ရှိသူနှောင်းအောင်ကဆိုပါတယ်ဆိုပါတဲ့ဒီစုံလုံးပွဲကိုဆေးရဆွဲကောင်းပြေလို့ရှိနေသူမရောက်နိုင်အောင်မတည့်ရောက်နိုင်စေရန်အခိုင်အမာရပ်တည်ပြီးတော့ဓာစီသွားမှာဖြစ်တယ်လို့အာဂျင်တီးနားတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာပြီးတော့၎င်းကိုဖမ်းဆီးတင်တယ်လို့လည်းလူခွင့်ရေးပွဲတွေကဆိုကြပါတယ်အာဆီယံနဲ့၎င်းတို့ရဲ့ထိပ်သီးစည်းဝေးများမှာ မြန်မာချမ်းဖက်စေကောင်းဆောင်ကိုဖယ်ရှားထားပေးမယ်လေ။ရင်းဆက်ဟာတရားမဝင်ဆဲအုပ်စုကိုတရားဝင်ထိမှန်ပြုဆက်ဆက်နေတဲ့ပြင်၂022ခုနှစ်အတွင်းပွဲရပြည်ညင်းစာရန်ကိုလက်မှတ်ရေးထိုးရန်တော့ယခုလိုစေကောင်းဆောင်ကိုဖယ်ရှားခြင်းကပင်ပြုလုပ်ခဲ့တယ်လို့ DMD ဘက်ကထောက်ပြဝေဖန်ပါတယ်။ပင်းဆက်ဟာမြန်မာဆဲအုပ်စုကို၂၀၂၂ခုနှစ်ကဒေလီလင်္ကာမှာကျင်းပခဲ့တဲ့၎င်းတို့ရဲ့နိုင်ငံခြားရေးဝန်ကြီးစေဝေးတို့တရားခွင့်ပြုခဲ့တယ်လို့2024ခုနှစ်လေချိတ်မြောက်ပင်ဆက်နိုင်ငံတော်လုံခြုံရေးအခြေခံများဇီဝေးကိုလည်းမြန်မာဆဲအုပ်စုကိုအင်ရှင်ပြက်လက်ခံကျင်းပဝင်ပေးခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်ဘင်းဆက်အနေနဲ့၎င်းတို့ရဲ့ဖိုးဝင်နိုင်ငံများအနေနဲ့အချမ်းဖက်ရာဆိုးရဲ့မြန်မာဆဲအုပ်စုဟာအေးမမတူရန်မယောင်းနိုင်တဲ့၎င်းတို့ရဲ့ကိုယ်စားလှယ်များကိုတည်တည်ဆွေးဝေးမှဓာတ်မြေပယ်ရှားရန်တော့လူခွင့်ရေပွဲများကတိုက်တွန်းတောင်းဆိုထားတာဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့တိုက်ပွဲများပြင်းထန်နေတဲ့ AR တွေတိုင်းမှာဒေသခံတချို့ကို AA ကတိုက်ပွဲချားမှကယ်ထုတ်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။ရေချီမြို့နယ်တရားပင်ကြီးစုခြေဝါမှာစပေးချောင်းနေကြတဲ့ခွာမြို့နယ်မှာဒေသခံများနဲ့ခြေဝါဒေသခံ90ခန်းကို ယမန်နေ့မတ်လ25ရက်နေ့ကအေအေကတိုက်ပွဲခြားခါနဲ့သက်ဆုံးကယ်ထုတ်နိုင်ခဲ့တယ်လို့အေအေနဲ့နေဆက်တဲ့စီးရီးတရီးမြေတအိုးကပြောဆိုပါတယ်။တိုက်ပွဲတွေကလည်း၄မျက်နှာနဲ့ရေကြီးနိုးနယ်ဆက်ချားကလွာလေးမှာပြင်းနေတယ်။ဒီလိုတိုက်ပွဲပြင်းနေတဲ့ခြားကပင်းမိနေတဲ့ဒေသခံတချို့ကိုသက်ဆုံးပြီးတော့ကယ်ထုတ်နိုင်ခဲ့တယ်။ဝါကစစ်ဘေးရှောင်တဲ့ဒေသခံပမာလူမျိုးတွေလည်းပါတယ်လို့ပြောဆိုပါတယ်။အဆိုပါ၄မျက်နှာနဲ့ရေကြီးဆက်မှရှိတဲ့ခြေဝါများအနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီးစကောင်းစီရဲ့ရေကြီးအမြောက်တက်ဒုံးလေးလေးမှလက်နက်ပစ်ခတ်မှုကြောင့်မကြီးကောင်ခြေဝါမှာမျိုးသမီးတအူပွဲချင်းပြီးတည်ဆုံးခဲ့ပြီး အမျိုးသားတအုပ်ဒိုင်ရရရှိခဲ့တယ်လို့ဒေသခံအမျိုးသမီးတအုပ်ကဆိုပါတယ်။လေးရင်နဲ့လည်းပုံချဲ့တယ်၊ဒိုင်ပွဲကလည်းပြင်းအမျိုးတက်ကလည်းပြင်းအခုဒေဆုံးထိုင်ရရတာကအမျိုးတက်ကဖြစ်လို့ဖြစ်တာပါလို့ပြောဆိုပါတယ်။လက်ရှိဒိုင်ပွဲတွေဟာလေမင်းနာမျိုးနဲ့ဆဆက်ယိုဝါကုံဒုံတော်ကညာနိုင်ငပတ်စိန်ရေချီမျိုးနဲ့ငကရဲ့ဘုံကြီးချောင်းအပူခွင်းရွာဟောင်းရွာတဲ့အနီးနားဝင်းချင်းအပစိန်ဂျီဝါစားတဲ့ဂျီဝါတွေမှာတိုက်ပွဲများဖြစ်နေတယ်လို့သိရပါတယ်။အဆိုပါဂျီဝါများမှာဒေသခံများဟာအိုက်ပွဲချောင်းကိုတက်လို့ပပင်းနေကြရပြီးတော့တချို့ကတိုက်ပွဲမှာပိတ်မိနေတယ်လို့သိရပါတယ်။ ေးခဲ့တဲ့မတ်လ24ရက်နေ့မနက်ပိုင်းကလည်းပသိမ်မုံရွာလမ်းလေးမှာရှိတဲ့ဝက်ကုန်းချေးဝါမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စကောင်းစိအမတ်3လေးလေးအမြောက်တပ်ကလက်နက်ကြီးများနဲ့ဖြစ်ကူပေးခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာအရခတ်တက်တော်နဲ့ပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေဟာမတိုင်းချောင်းမြို့အနီးမှာရှိတဲ့ချေးဝါများကိုတိုးဝါပြီးတိုးဝါသိမ်းပိုက်လာပြီးတော့ချင်းလေးရွာအပါဝဲအနီးနားကချေးဝါများကိုလည်းသိမ်းပိုက်ထိန်းချုပ်ထားတယ်လို့တင်ပြရှိပါတယ်။ဒါ့အပြင်ကြားခိုင်းနဲ့ခွင်းကောက်ချာမှာတည်ရှိတဲ့အောင်ဆန်ခွင်းချောပြနဲ့မန်တိုင်းရွာမှာလူငယ်အများပြားလည်း အားကတက်တော့နဲ့ပူပေါင်းမမိတ်တော့ပွဲတယ်ဝင်ရောက်သွားကြတယ်လို့ဒေတာရင်းစီရီသတင်းရင်းမြစ်တွေကပြောပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးဒီနားဆင်ကြတဲ့သတင်းပြည်သက်များကိုကျေးဇူးတင်ပေးတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပါသတင်းဒေါ်လိန်ဘက်တော်သားများရဲ့သတင်းများနဲ့တို့ပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစနစ်ပြန်ရှင်းလင်းချမ်းမြေ့ကြပါစေခင်ဗျာ။